ချစ်စွာသောမိဘပြည်သူပေါင်းစိတ်ဤချမ်းသာခြင်းကိုဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဥစွာပထမစိတ်သည်စပီကာကနေပြီးတော့နှုတ်ခွန်းဆက်တာကတော့ပြုလိုက်ရပါတယ်ခင်ဗျာတီတီဒါဒါနဲ့ပလီပလာမပြောတတ်တဲ့စိတ်သည်စပီကာပြန်လည်လို့ရောက်ရှိလာပါပြီ ခမင်းတနဲ့ဟင်းတစ်ဖက်အတွက်အမျက်တင်စီလောပါမီးဖြစ်စီးပွားရှာကြစစ်အစိုးရကျွန်တော်ဒီကဗျာလေးကို2008ခုနှစ်မှာရေးသားခဲ့တဲ့အတွက်ကျွန်တော်တို့အဲ့ဒီတုန်းကတော့တီလီသည်ညီကိုမောင်နှမတွေအားလုံးပြည်ဝင်ခွင့်ကိုအပိတ်ခံရပါတယ်အခုဒီကဗျာလေးကိုကျွန်တော်အမှတ်တရအနေနဲ့ကျွန်တော်ဘာကြောင့်ပြန်ရုတ်ခဲ့ရလဲဆိုတော့ ထမင်းတနက်ဟင်းတစ်ဖက်အတွက်အမျက်တင်စီလောဘမီးဖြစ်စီးပွားရှာကြစစ်အစိုးရလို့ကျွန်တော်ဘာကြောင့်ဒီကြပြလေးကိုပြန်လဲပြီးရွတ်ဖတ်လဲဆိုတော့အခုဆိုရင်ပြည်သူတွေအားလုံးဟာဘလောက်ကြီးပဲဒုက္ခရောက်နေပါစေဘလောက်ကြီးပဲတေချေပျက်စီးနေပါစေလက်ရှိအစိုးရလို့သူတို့ကိုသူတို့ခံယူထားတဲ့စစ်ကောင်စီက ပြည်သူတွေကိုညှဉ်းပန်းနှိပ်စက်ပြည်သူတွေရဲ့ဗန်နာတော်တွေကို အလွဲသုံးစားလုပ်မြန်မာနိုင်ငံမှာရှိတဲ့တယံဇာတပစ္စည်းတွေအားလုံးကိုမောင်းပိုင်စီသူတို့ရဲ့အောက်လက်ငယ်သားတွေကလည်းလှုပ်ချင်တာလှုပ်နေကြပါတယ်ဘလောက်ထိလှုပ်ချင်တာလှုပ်လဲဆိုရင်မင်းတို့ဒီ project လေးတစ်ခုကိုမင်းတို့အောင်မြင်ရင် မင်းတို့ကိုဘာကြီးတွေပေးမယ်ညာကြီးတွေပေးမယ်ဆိုတော့မလုံးတွေပေးပြီးတော့အောက်လက်ငယ်သားတွေကိုလှုပ်ခိုင်းနေတာကျွန်တို့ပြည်သူတွေအသိပါပဲဗျာခုဆိုရင်ဘောမာတွေဖြစ်တဲ့ဇော်ဘုံဟင်းတို့လူမျိုးလှုပ်ွက်တွေပေးတာတွေနော်တရားမဝင်ကားတွေကိုတင်သွင်းမှုတွေတစ်တော်တွေကိုခုတ်ထွေပြီးတော့တိပနိုင်ငံကိုရောင်းချခွင့်နေအဲ့ဓာတွေကိုပေးထားတယ် တပတ်ကဘောမာတွေကလည်းလုံးမှာပဲလေတခါခါကျရင်ပြည်သူတွေစဉ်းစားကြည့်ပါဗျာဘောမာတွေသူတို့ရဲ့ lobby တွေအကုန်လုံးဘာကြောင့်သူတို့ရဲရဲတင်းတင်းနဲ့ဘာလို့သူတို့ပြောရဲဆိုရဲနေကြလဲသူတို့ကိုအနောက်ကနေပြီးတော့နေငနေပေးထားလို့သူတို့ကနေပြီးတော့ပြောရဲဆိုရဲနေတာပေါ့အေးငါတို့ကတော့ရင်းလိုက်မယ်ကွာငါတို့မိသားစုအတွက်ငါရင်းလိုက်မယ် သူတို့ပြောတဲ့သူတို့ပြောခိုင်းတဲ့အတိုင်းငါတို့ပြောလိုက်မယ်ငါတို့မိသားစုတွေကြံခဲ့တဲ့ငါမိဘရွှေမျိုးသားချင်းတွေအကုန်လုံးတင်းအောင်တင်းနေတဲ့နေနိုင်ရန်အတွက်ငါတယောက်တည်းအရင်ရင်းလိုက်မယ်ဆိုပြီးတော့ဒီလိုပုံစံမျိုးတွေနဲ့သူတို့လုတ်ကြိုင်လာတာခက်ဆက်ဆက်ကပါပဲဗျာဒါကြောင့်မို့လဲသူတို့ကလုံရဲတာပေါ့ငွေဆိုတာလူရဲ့တဲကြီးကြိုက်ပါ ငွေရရင်ဘာမဆိုလုံနေတဲ့ငွေရရင်ဘာမဆိုလုံမယ်ဆိုတဲ့လူတွေရှိနေသေးသေးကျွန်တော်မြန်မာပြည်ကြီးမှာမြန်မာပြည်ကြီးကလူတွေအားလုံးဒုက္ခရောက်နေဦးမှာပဲအဲ့ဒီဒုက္ခကိုကျွန်တော်တို့ဘယ်လိုကြော်လွှားမလဲပြည်သူလူထုတွေအားလုံးကျွန်တော်တို့ငငယ်တုန်းကတင်ခဲ့ရတဲ့ပုံမြင်လို့လို့စာလို့လို့ចောင်းတင်ငန်းစာမှာတင်ခဲ့ရပါတယ် အဖိုးကနေပြီးတော့သူ့ရဲ့မိသုံးယောက်ကိုခေါ်ပြီးတော့ထင်းချောင်းတချောင်းစီးချိုးခိုင်းနေတယ်အလွယ်တကူပဲချိုးနိုင်ပါလေဟုတ်ပြီငါမိတွေထင်းချောင်းတချောင်းကိုအလွယ်တကူချိုးနိုင်ရော့ထင်းချောင်းနှစ်ချောင်းဘူးချိုးဆိုတော့လေအလွယ်တကူချိုးနိုင်ပါလေမိသုံးယောက်ကဟုတ်ပြီအဲ့ဒါဆိုရင်ရော့ဆိုပြီးတော့ထင်းစီတစည်းကိုပေးလိုက်ပါလေအဲ့ဒီထင်းစီတစည်းကိုချိုးတာအလွယ်တကူလဲချိုးလို့မရပါဘူးတော်တော်နဲ့လဲချိုးလို့မရပါဘူးဘာကြောင့်ချိုးလို့မရလဲ စီလုံးချင်းသည်အင်အားညီညွတ်ချင်းသည်ပြယုတ်မြေအုပ်တို့ပြိုလျာဟုအခုကျွန်တော်တို့ရဲ့လူငယ်ကြီးဆက်ကြောက်အုပ်တီနဲ့အစာထိုးပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံကြီးကိုပြန်လဲထူထောင်ကြမယ်ဗျမကောင်းဘူးလားကောင်းတဲ့နမိတ်ကောင်းတဲ့အတိတ်တွေနဲ့ကျွန်တော်တို့ဆက်လက်ပြီးတော့ကျွန်တော်တို့ခြစ်တက်မယ်ပြည်သူရဲ့တာပြည်သူရဲ့ရင်သွေးတွေနောက်အနာဂတ်မှာမြန်မာနိုင်ငံကြီးကိုဦးစီးဦးဆောင်လုပ်မဲ့လူငယ်တွေရဲ့ သွေးတွေချွေးတွေဘဝတွေအသက်တွေပိဆက်ခဲ့ရတယ်ပိဆက်နေရတယ်ကျွန်တော်တို့မြန်မာနိုင်ငံကြီးအဲ့ဒီမြန်မာနိုင်ငံကြီးကိုကျွန်တော်တို့ဘယ်လိုပြန်လဲထူထောင်ကြမလဲဆိုတာမျိုးတွေအသီးသီးမှရှိကြတဲ့လက်ရှိမင်းတို့ကခုနကဒီတော်လိုင်းကြီးမပြီးသေးဘူးလားကွာတော်လိုင်းကြီးကဘယ်တော့မှပြီးမှာလဲကိုလုံးမှာကိုစားရမယ်ဆိုတော့လူတွေအလုံးအလုံးကျွန်တော်တို့ ਨੇ ဒန်းတူနေနိုင်အောင်လို့ အသက်တွေပေးဘဝတွေဇတိနေတာပါပဲခုနထင်းစည်းခဲ့တော့ပဲကျွန်တော်တို့စီစီလုံးလုံးလုံးလိုက်ပါသူတို့ကိုကျွန်တော်တို့ပြန်လဲပြီးတော့ချက်ကလေးငှက်ကလေးတွေလို့ကျွန်တော်တို့ပြန်လဲပြီးတော့ကျွန်တော်တို့တွန်းလန့်တိုက်ထုတ်နိုင်ပါပါဒါကြောင့်ထင်းစည်းခဲ့တော့စီလုံးကြပါလို့ကျွန်တော်ဒီနေရာကနေပြီးတော့ကျွန်တော်ပြောချင်ပါတယ်အခုဆိုရင်သူတို့တက်တွင်းတပုံထနေပါပြီတက်တွင်းတပုံထနေတာကြာပါပြီဒီတစ်ခါပို့ပြီးစိုးလာပါ တက်တွင်းတပုံထနေပြီတက်တွင်းတပုံထနေတဲ့အတွက်ကျွန်တော်တို့ကဒီအချိန်မှာကျွန်တော်တို့အတွက်အခွင့်ကောင်းမယ်သူတို့တက်ချင်းချင်းနဲ့မှမညီညွတ်တဲ့ကိစ္စတွေတရားနဲ့တရားအမိတ်မနာခံတော့တဲ့ကိစ္စတွေကိုကျွန်တော်တို့ကလှေကားအဖြစ်အသုံးချပြီးတော့ကျွန်တော်တို့တိုက်ပွဲကြီးကိုကျွန်တော်တို့ဆင်နွှဲရတော့မယ်နိုင်ငံတကာအသီးသီးမျိုးတွေအသီးသီးမှာရှိကြတဲ့ပြည်သူလူထုတိုင်းရင်းသားညီကောင်မောင်နှမတွေရာလေလိုအပ်တဲ့အရာတွေကို အမှုပညာပွဲတွေဈေးရောင်းပွဲတွေလုပ်ပြီးတော့ကျွန်တော်တို့ပံ့ပိုးကူညီနေပါတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ဒီနေရာနေပြီးတော့ကျွန်တော်အလေးအနက်ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်တို့တွေလက်သီးတွေစုပ်ပြီးတော့ထိုးကြရအောင်လို့ကျွန်တော်ဒီနေရာနေကျွန်တော်ပြောချင်ပါတယ်ခင်ဗျာအခုဆိုရင်ဘောမတွေလဲကြာလာတော့လောင်ကုန်ကြပြီဘာလို့လောင်ကုန်ကြလဲစကိုင်းတိုင်းကံဘလူမြို့ပေါ်မှာ နော်အရက်မူးပြီးတော့သွေးတစ္ဆာတချင်းကိုတီဆိုခဲ့တဲ့ကျောင်းအုပ်ဆရာကြီးတယောက်အပါဝင်ပညာရေးဝန်ထမ်း၃ယောက်ကို နိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုနဲ့စစ်ကောင်စီကနေပြီးတော့ဖမ်းဆီးလိုက်ပါတယ်ဗျာဟုတ်ပြီကိုတေတွင်ကိုတူးတာကိုဘာကြောင့်ကိုတေတွင်ကိုတူးတာလဲလို့ပြောရမယ်ဆိုအရင်တော့စီဒီအန်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 ဆိုပြီးတော့လုတ်ခဲ့တယ်အော် ဒီဘက်ကနေပြီးတော့ဘာတွေလုံမှန်းလဲမသိဘူးဟာသူတို့ကနေဘယ်လိုလုံမှန်းလဲမသိဘူးဆိုအတွေးစိတ်တည်နဲ့ဘာတွေဖြစ်ခဲ့လဲဆိုတော့ဟိုဘက်ကနေပြီးတော့ဝါရာမိုင်းတွေတိုက်မှုကြောင့်နန်းစီရီယယ်ဆိုပြီးပြန်ဖြစ်သွားတယ်ပြန်ဖြစ်သွားတော့သူတို့အခွင့်အရေးတွေရလာမရပါဘူးသူတို့ပိတ်ပင်ထားတယ်သူတို့ကိုဖိနှိပ်ထားတယ်နင်းထားတယ်သူတို့ကိုအဲ့ဒီအချိန်မှာနင်းမှန်းလဲတိလဲတိရောအောက်လုံးတွေကပောက်ကွဲပြီးတော့ သွေးတစ္ဆာတချင်းကိုငါတို့ရောတော့ကွာမှားသွားပြီငါတို့ပြန်လဲခုခံမယ်ဆိုပြီးတော့သွေးတစ္ဆာတချင်းကိုထဆူခဲ့တယ်အမြင်မှန်နေရွာပြီးတော့ထဆူခဲ့တဲ့အချိန်မှာသူတို့ရဲ့အမြင်မှန်တွေကဘာဖြစ်သွားလဲနှောင်းခဲ့ပါပြီနှောင်းခဲ့ပါပြီလို့ပဲကျွန်တော်ဒီနေရာနေကျွန်တော်ပြောချင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဘက်ကနေပြီးတော့ပါဝင်လာတဲ့အတွက်ပြန်ပြီးတော့ပါဝင်ခဲ့တဲ့အတွက်ကျွန်တော်တို့လေးစားပါတယ် လေးစားပါလေသွေးသစ္စာတည်ဆိုတဲ့နေရာမှာ၃ရောက်တည်းမတည်ဆိုပဲတကြောင်းလုံးသာတည်ဆိုကြည့်လိုက်ပါလားသူတို့ဘယ်လိုဖမ်းကြမလဲဒါလေးကိုခေါင်းထဲမှာကျွန်တော်တို့ထားရမယ်ခုနကျွန်တော်ပြောသလိုပေါ့ထင်းစည်းကဲ့သို့စီစီလုံးလုံးရှိရမယ်ဆိုတဲ့စကားဒါပါပဲသာသနာပြုမင်းကြောင့်ဘုန်းကြီးတွေလည်းအငြိမ်မနေရတော့ဘူးတဲ့ဗျာကဲဟုတ်ပါပြီသာသနာပြုမင်းကြီးသာသနာပြုမင်းကြီးလို့ပြောနေတဲ့ဘူချုပ်ယူကြီးရေကိုကိုကိုဖုံးရှိကန်ရှိတယ် ငါလုံရင်ဘာမဆိုဖြစ်တယ်ငါကဘာမဆိုလုံရဲတယ်ဆိုတဲ့ဂျာဟီတမရာကြီးစစ်ကောင်စီဥက္ကဋ္ဌကြီးဘုဇုံယူကြီးဘွယ်လူကုံလူတွေတော့အများကြီးပေါ့နော်အဲတရေစီသူဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတာလည်းရှိပါသေးတယ်အဲ तू ကနေပြီးတော့နော်အခုဆိုရင်ဘုံကြီးเจ้าနေနဲ့ တီလန်းရှင်ကြောင်းနေမှာတဲ့เนาะလိုင်စင်မဲ့ကားတွေနဲ့စိုင်ကယ်တွေလက်မခံထားရင်ပြီးတော့တာသနာအမတ်တစိတ်လိုင်စင်မဲ့ကားနဲ့စိုင်ကယ်များမစီးနေရင်တီနေတိုင်းတန်ခနိုင်ကအဖွဲ့ကိုညှွန်ကြားချက်တွေသူကလူပြောပေးလိုက်ပါပြီဗျာကဲဟုတ်ပြီအဲ့ဒီဖုန်းကြီးတွေတီလန်းရှင်တွေဆရာတော်တွေကရောသူတို့ကဝယ်နိုင်မလားအဲ့ဒီ ကားတွေလိုင်စင်မဲ့ကားတွေဆိုင်ကယ်တွေကိုဘသူတွေကလှူတာလေစစ်ဘက်ဆိုင်ရာတွေရပဲအဲဒီဘုံကြီးတွေဒီတန်ဃာတော်တွေကိုနော်ငါတို့တွေကနေပြီးဒီကားလေးလှူလိုက်မယ်ဒီဆိုင်ကယ်လေးလှူလိုက်မယ်ကားပလေးဗနစီလှူလိုက်မယ်အာငါတို့ဘက်ကပါလာပြီဆိုပြီးတော့ဘုံကြီးတွေကိုတွားပြီးတော့နှစ်ပေါက်တစ်ပေါက်ရိုက်ကြတာလေဘသူတွေကလေသူတို့ပဲစစ်တပ်နဲ့အဆက်အနွယ်တွေကပဲ ကဲလှူတာပဲဗျာကျွန်တော်တို့ငငယ်တုန်းကအဲနိဗ္ဗာန်စော်ဒီမိုက်နဲ့អော်တယ်ဘောလှူတာယူတာငါကလှူလိုက်တယ်ငါကုသူတွေပြန်ယူတယ်လှူတာယူတာပဲလေယူမဲ့အတူတူတော့ဗျာတကယ်လိုင်စင်နဲ့ကားကိုလှူပါလားလိုင်စင်နဲ့ဆိုင်ကယ်ကိုလှူပါလားအဲ့ဒါဆိုရင်ကျွန်တော်တို့ညောင်စည်းလောက်လှူရင်ညောင်ဝင်ကြီးလောက်ရသွားမှာပေါ့ဗျာ အခုတော့ဗျာနာမည်ကောင်းတော့လူကြီးနေသူတို့လှူတဲ့ဆိုတဲ့ခေါင်းစဉ်ကြီးတက် ပြီးတော့เนาะကျွန်တော်တို့ရဲ့ဟိုအရင်တော့ပြောခဲ့တဲ့ပြက်လုံးမှာသတင်းစာရဲ့ထိပ်စီးမှာစလုံးမဲမဲကြီးနဲ့ခေါင်းစဉ်ကြီးတော့ပါခြင်းနဲ့လှူလိုက်တဲ့အလုတ်ကမစင်ကြယ်တော့အခုတော့ဘာဖြစ်ပြီလဲအခုတော့ဘာဖြစ်ပြီလဲသူတို့ကိုယ်တိုင်ကဒီအမိန့်တွေထုတ်ပြန်နေရပြီ ဒီကားတွေကိုသူတို့ကဘာလုပ်လဲသူတို့ကိုနိုင်ငံတွေကအကုန်လုံးကသူတို့တဖေးနဲ့ဖိနှိပ်လာပြီဖိနှိပ်လာပြီဆိုတော့နိုင်ငံသားဝင်ငွေတွေလည်းသူတို့ကမရတော့ဘူးရေနံအတွက်လည်းမရတော့ဘူးတဘာဝတယံစာတာပစ္စည်းတွေနဲ့လည်းသူတို့ကနေပြီးတော့ဝင်ငွေတွေမရတော့ဘူးတစ်တောနဲ့လည်းမရတော့မရတော့ဘာလုပ်လဲမဆိုကိုယ့်ရဲ့ထဲမှာရှိတဲ့ဖားတွေကိုယ်တည်းပြန်ထုတ်ရရတော့မယ်အဲ့ဒါမျိုးမြမပြည်မှာရှိတဲ့သူတို့အရင်တော့ကနေပြီးတော့ဒါမင်းတို့ကွာသွားငါတို့မျက်စိမိတ်နေမယ်ဆိုပြီးတော့လိုင်စင်မဲ့ကားတွေလိုင်စင်မဲ့ဆိုင်ကယ်တွေထုတ်ပေးထားတဲ့လူတွေကို တို့ကဓာတ်တွေတို့ကအကုန်ပြန်သိမ်းလိုက်ပြီပြန်သိမ်းလိုက်ပြီးတော့တို့ကနေတော့ license နဲ့တို့ကပြန်ထုတ်ပေးတော့မယ်ပြည်သူတွေလယ်ဘင်းကိုညှင့်နေပါပြီဗျာဒါလေးကတော့ရိုးရိုးလေးပါပဲပြည်သူတွေရဲ့လယ်ဘင်းကိုပြန်ညှင့်နေပါတယ်ခြေထောက်နဲ့နင်းထားပြီးတော့ကြံတဲ့ခြေထောက်တစ်ဖက်ကတို့လယ်ဘင်းကိုတို့တို့တက်နင်းထားလိုက်တာပါပဲကဲပြည်သူတွေဘာလဲဘယ်လဲပဲကျွန်တော်ဒီနေရာနေကျွန်တော်ပြောချင်ပါတယ်ဗျာနော်ဒါကပြည်သူတွေရဲ့ဘဝကိုတဖြည်းဖြည်းနဲ့ အမိတ်တွေချွေနေတာနော်ပြီးတော့သိပါသေးတယ်နော်အာနာယူကြောင့်တည်သူတွေ15ဒိန်နော်အကျွေးမြေတင်ခဲ့ကျွေးမြေတွေတင်နေတယ်မြန်မာနိုင်ငံဟာပြည်တွင်းပြည်ပကိုစက်ရမယ်ကျွေးမြေကျပ်ဘီလီယံခုနှစ်တောင်းကျော်ရှိပါတယ်နော်2024ခုနှစ်ကနေပြီးတော့2025ခုနှစ်အတွက် ဘန်နာရေးနေနော်ငွေစရင်းဆိုင်ရာအချက်အလက်များကိုကျွန်တော်တို့ဒါတင်ပြသွားတာပါ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ခိုးလုံးကလည်းကျွန်တော်တို့ပြောခဲ့ပါတယ်။ဟာကျောင်းမြန်မာနိုင်ငံကြီးဟာအချွေးမြေတွေဘလောက်တင်နေတယ်ဘလောက်တင်နေရင်အပြည်သူတွေတယောက်စီတယောက်စီရဲ့အချွေးကဘလောက်ရှိပါတယ်။အဲကျွန်တော်တို့ပြောခဲ့တယ် ။အော်ပြီးတော့ကျွန်တော်တို့ဒီပြည်သူအစိုးရလက်ထက်မှာဓာတ်ရီအကုန်လုံးကို ပြည်သူအစိုးရဆိုတဲ့အတိုင်းပဲပြည်သူတွေကိုကျွေးမြေစင်းရင်းထဲမှာလုံးဝမထက်သွင်းပဲနဲ့အစိုးရကခေါင်းခံပြီးတော့စက်ခဲ့တဲ့အရာတွေအများကြီးရှိတယ်။အခုဆိုရင်အာဏာကိုသိမ်းလိုက်တဲ့သူတို့ရဲ့စစ်ကောင်စီအကြမ်းဖက်သူတို့တွေကအခုငါတို့တွေကတော့ဘလောက်တည်နေပါပြီဘလောက်ဟုတ်ပြီ အဲ့လိုမျိုးတည်နေတယ်ဆိုရင်လေမြန်ကြီးတွေဝယ်မစင်းနဲ့လေသူတို့သားသမီးတွေအတွက်ကုမ္ပဏီကြီးတွေမထောင်နဲ့လေအဲ့ဒီပစံတရားဘယ်ရလဲနိုင်ငံတကာကမြမပြည်သူပြည်သားတွေအတွက်ဆိုပြီးတော့နာမည်တက်ပြီးတော့အလူခံထားတဲ့ချီးထားတဲ့ပတ်စံနေနဲ့သူတို့မိသားစုတွေကောင်းစားနေကြတာအဲ့ဒါကိုကျွန်တော်တို့ကနေပြီးတော့ အေးအေးဆေးဆေးနှစ်ဖူးပေါ်လက်တင်ပြီးကျွန်တော်တို့စဉ်းစားရမှာကျွေးတင်ရင်ရှင်ဘီရင်ဆက်ဆိုတဲ့ဇကားတွေလည်းရှိပါတယ်ဒါပေမဲ့အခုခေတ်မှာပြောင်းပြန်ပြန်သွားပြီကျွေးတင်ရင်ပြည်သူဆက်ရတော့မှာဟမ်ခမားတို့ကအခုဆိုရင်နာလဲနာသေးနန်လဲနန်သေးခံလဲခံရသေးဖြစ်နေတဲ့ နင်းပြဘဝပြည်သူတွေကျွန်တော်တို့လည်းပါပါတယ်ကျွန်တော်တို့ဘာတွေလုပ်ကြမလဲပြည်သူရဲဘော်လေးတွေဂျင်းဆက်လေးတွေတိုက်ပွဲဝင်နေတော့ငါတို့ဘယ်လိုပတ်ဖို့မလဲငါတို့ဒီဘဝကနေဘယ်လိုလွတ်မြောက်အောင်ငါတို့ဘယ်လိုကြိုးပမ်းမလဲဆိုတဲ့အတွေးလေးတွေဝင်ကြစမ်းမှာဘောတွေကြီးပဲစွတ်မမကြပါနဲ့လို့ဒီနေရာကနေကျွန်တော်ပြောနေတယ်ဗျာနော်အခုဆိုရင်ကျွန်တော်တို့ စုစုပေါင်းကျွေးမီပြင်နေရကျပ်ဘီလီယံเนาะ9000ကျော်ရှိပါတယ်အဲ့ဒီအပြင်ကိုကျွန်တော်တို့ဒီမြန်မာနိုင်ငံကတရံဇာတာတွေအားလုံးကိုလဲမောင်းပိုင်စီးထားတယ်အဲ့ဒီအတွက်ကျွန်တော်တို့မလုပ်ကြဘူးသူ့ကိုကျွန်တော်တို့မလုပ်ရမလဲမလုပ်တင့်တယ်လဲပြည်သူတွေအေးအေးဆေးဆေးစဉ်းစားပါ ကိုယ်လက်ပေါ်ကြတော့မှဒီမိခဲ့ရာပူပါတယ်လို့မပြောကြပါနဲ့။နော်ဟုတ်ပြီ။လင်းမြန်ကြီးတွေဝယ်စည်းတယ်။ပြည်သူဆိုရလက်ထက်မှာပြည်သူတွေဒုက္ခရောက်ရင်မြန်မြန်ဆန်ဆန်နဲ့အလွယ်တကူတွားလို့ရအောင်ဆိုပြီးတော့ပြည်သူအစိုးရကနေပြီးတော့ပြည်သူတွေအတွက်ဝယ်ထားတယ် husky အဲ့ဒီ husky ကိုဟာနိုင်ငံတော်ဖြစ်ပြန်သိမ်းလိုက်တယ်ဆိုပြီးတော့အခုဆိုရင် စစ်ကောင်စီဥက္ကဋ္ဌကြီးကလေရင်ကြီးဝယ်စီးတယ်ဒုဥက္ကဋ္ဌကြီးကဟက်စကီးကြီးကိုအပိုင်စီးလိုက်တယ်ကဲလေပြင်းမှာဆင်သွားသလိုထင်ထင်ရှားရှားကြီးဖြစ်နေပါပြီဗျာဘိုးချုပ်ယူကြီးမိသားစုနော်ငှားရင်ထားတော့ A319 MSN လေရင်အမျိုးစားနော်အဲ့ဒီလေရင်အမျိုးစားဆိုရင်ဖြစ် ပြည်သူဘန္နာနဲ့ဝယ်ယူထားတာပြည်သူဘန္နာနဲ့ဝယ်ယူထားပြီးတော့သူတို့မိသားစုအေးအေးဆေးဆေးသူတို့ငင်းငင်းညောင်းညောင်းနဲ့စီးလို့ရအောင်အတွင်းကခုံတွေကိုလည်းပြုပြင်ထားပါတယ်အဲ့ဒီပြုပြင်ထားတဲ့ဥစ္စာတွေရောဘုဒ္ဓငွေတွေလေပြည်သူတွေရဲ့ငွေတွေပဲပြည်သူတွေရဲ့ဘန္နာပေါ်မှာထိုင်ပြီးတော့ပြည်သူတွေကိုလှုပ်ချင်နိုင်လှုပ်တက်ချင်နိုင်တက်နေတာတော့အသေးနာတယ် ကဘာကြည်လဲဥရန်မကြည်ဘူးလို့ကျွန်တော်ဒီနေရာနေကျွန်တော်ပြောချင်ပါတယ်ကဘာကြည်လဲကျွန်တော်တို့ဥရန်မကြည်ဘူးဆက်လက်ပြီးတော့ဘောမနုပညာရှင်တွေနဲ့ဘောမပြည်သူတွေတဖြည်းဖြည်းနဲ့သူတို့အင်မာယာကြီးကြီးထွားလာတဲ့၍ပြည်သူတွေရဲ့ဘဝကနင်းပြဘဝဖြစ်နေအောင်ပါပဲလို့ကျွန်တော်ဒီနေရာကနေပြီးတော့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာပြည်သူတွေရဲ့ဘဝနင်းပြမဖြစ်အောင် ကျွန်တော်တို့ဘာတွေလုပ်ကြမလဲဘလို့တွေတိုက်ပွဲဝင်ကြမလဲဆိုတာကိုနှစ်ဖူးပေါ်လက်တင်ပြီးတော့စဉ်းစားကြပါလို့ကျွန်တော်ဒီနေရာနေကျွန်တော်ပြောချင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့စိတ်ဒီစပီကာတခုပြီးဆုံးတိုင်းပြီးဆုံးတိုင်းမှာကျွန်တော်ကြပါလေးနဲ့ကျွန်တော်ပြီးဆုံးနေရှိပါတယ်ကျွန်တော်ဒီတစ်ခါကျွန်တော်ရဲ့စိတ်ဒီစပီကာမှာရုပ်ဖတ်မဲ့ကြပါလေးကတော့ဂါထာ80ပြုတ်တို့မဟုတ်ဆိုတဲ့ကြပါလေးရဲ့ခေါင်းစဉ်ဖြစ်ပါတယ်ဒီကြပါလေးကိုရေးသားသူကတော့ ကျွန်တော်ရဲ့အကိုကြီးကြပြဆရာကိုအောင်ဝေးပဲဖြစ်ပါတယ်ကြပြလေးရဲ့အမိကဂါထာ80ပြုတ်တို့မဟုတ်တဲ့တကြောင်တကားထာတကမြာတပုတ်ဆန်းငွေးနေကျန်းစာအောင်ပန်းစုကြီးလူလူတဲအောင်ရင်ခုန်မြင့်မြတ်လွတ်လပ်နီနီရီရီမိုင်းမိုင်း ညတတိုင်းမှာတော်ရိုင်းနှင်းစီဝေတကားလူလူတဲအောင်ရဲရဲနှင်းစီအိုးတီလူတွေ့ဆွေးဆွေးထုံထုံမန်ဟုံပြင်းပြင်းမှုဲ့ပြီးခြင်းလေလင်းယုံစောင့်ရှောက်စေတကားရဲရဲနှင်းစီလင်းယုံရွှေရွှေစုံလေတိုက်တိုက်ပြန်လိုက်လေစံတောင်မှန်တခတ်အနာဂတ်တို့မြတ်သောမြင့်စီ နှင်းတကားလင်းယုံရွှေရွှေရင်မြင့်စီးတွင်လွင်မြင်ဖြတ်တန်းကမ်းရိပ်ညိုညိုမိုးခိုခဲ့သည်ရန်သူဘေးကလင်းများညှို့တန်းညံတကားရင်မြင့်စီးတွင်မြားမီးတခြင်းဆွဲငင်လေးခိုင်းတမိုင်းသားကောင်တိုးတောင်ချောက်ချမုတ်ဆိုးအားလင်းတရားဓမ္မ မဲ့တကားမြာမီတခြင်းဓမ္မစီးပြေကျေခံနာယတေနတစီမိုးရီခါတော်အာနာတော်မှာလောကမီးတောင်ပေါက်တကားဓမ္မစီးပြေမီးတောင်ပြမုံဂလုံမီးရှုပ်ပတ်တို့ပင်လေဘယ်မှာလောင်ကျွမ်းဇက်သိန်းငန်းလဲ ပန်းကြာရေဝေးပြီတကားမီးတောင်ပြာမုံကြာပန်းငိုက်ငုံအာယုံမတော့မနောက်လေးပြေမကြည်မဲအုံဥမငုံဘူးတုံပြန်တိုက်ခိုက်တီတကားကြာပန်းငိုက်ငုံတိုက်ခိုက်တုံပြန်တော်လန်ွေဥကုဆက်အနီတီသူရဲ့အာနှလုံးသားမှာ ဓာကိုညံဆောက်ခြေတကတိုက်ခိုက်တုတ်ပြန်တပုံဓာရောင်လျှက်မောင်အပြက်လက်ခနဲခြေကျွေရွယ်ထိုးဆိုင်မိษาတိုက်အားညနိုင်အောင်ပွဲခံပြီးတကတကြောင်းတကားသာတကပြာတပုတ်ဆန်းမွေးနေ့ကျန်းစာတော်အောင်ဆန်းစုကြည်ကျမ်းပါပါစီတော်အောင်ဆန်းစုကြည် အမြန်လွတ်မြောက်ပါစေကျွန်တော်မြန်မာနိုင်ငံကြီးအမြန်ဆုံးအေးချမ်းပါစေကျွန်တော်မြန်မာနိုင်ငံကြီးအမြန်ဆုံးငြိမ်းချမ်းပါစေကျွန်တော်မြန်မာနိုင်ငံကြီးအမြန်ဆုံးဘေးမတန်းဖြာဝေလို့ဆုမွန်ပေါင်းတောင်းလိုက်ရပါတယ်အမေတော်ဆန်းစုကြည်အမြန်ဆုံးလွတ်မြောက်ပါစေအာ